ဘာဘီလုန်ရဲ့ဝင်ကိုအခန်း၃၀တရေချိုးမှထွက်ပြေးခြင်းတနေ့နေ့နေ့ညအချိန်မှာည9:00နာရီထိုးတော့မိကျွန်တော်ထိုအချိန်မှအိယာကထားလိုက်ဤကျွန်တော်စားရနေသည်မှာစနေနေ့မနက်မှဖြစ်တရေချိုးမှစားထွက်သည်နှင့်ကောင်းမကြီးကိုရောက်သည့်အထိလုံးဝအိယာတော့မိမဟုတ်ပါလာမှာည9:00နာရီထိုးသည့်အထိထွက်အောင်မိမဟုတ်အပြင်တော့ကပဝန်းကျင်တစ်ခုလုံးမှာလုံးဝမှောင်မဲနေဤကျွန်တော်တို့အဆောင်မှကန်းချီတို့ဆင်းလာကြဤညဘက်တွင်အချင်းသားမှအဆောင်ပြင်ထွက်ခွင့်မရှိပါ သို့တော့ဤဥပရေကိုတိတ်မလေးစားကြမကြကနငါးများခိုးထွက်တတ်ကြ၏ထို့ကြောင့်ယနေ့ညကျွန်တော်တို့ထွက်လာကြသည်ကိုမြည်သူများတန်လျာမရှိပါအာရလူဝကြီးနှင့်သူကောင်လေးမှလည်းအမောင်သေးတွင်ပြောင်းနေကြလိမ့်မည်သူတို့နှစ်ယောက်မှလည်းညဘက်တွင်ဤသို့မကြကနပြောင်းသွားတတ်၏သူတို့ဘာအတွက်ပြောင်းသွားကြသည်ကိုလူတိုင်းသိသူတို့အတွက်တကြုံးမှလောကနိဗ္ဗာန်ဟုထင်နေကြသလားမပြောတဲ့ဖောင်တစ်ခုကိုကျွန်တော်တို့ဝတ်ထားသောကိုယ်အတွင်းမှမထုတ်ခဲ့ကြ၏လာမှလည်းထွက်ပေါ်ခဲ့လိမ့်မည်ချမ်းကကျွန်တော်တို့နှစ်ယောက်လုံးကိုရေစက်ရောက်သည်ထိလိုက်ဖို့ဤ ကျွန်တော်ကပထမလိုင်းနဲ့ထွက်ခွာသွား၏။စာဖိန်ကနောက်မှကဲ၍လိုက်လာ၏။၅မိနစ်ခန့်အတွင်းမှာဘင်းတရေကျုံမှဂိုက်300ဝေးသည့်ခရီးသို့ရောက်သွားကြ၏။ချန်ကားကန်းကြီးမှအဝေးပြိုတစ်ခုထောင်ပြား၍ကျွန်တော်တို့ကိုနှုတ်ဆက်နေပါသည်။တ냐လုံးနေမိသည့်ပြဿနာများမတွေ့ကြ။အားလုံးချောချောမမောရှိ၏။ဝရချောင်းသားဤတွင်နေဝင်းကြီးပေါ်လာ၏ထိုချိန်၌တရေကျုံးမှ15မိုင်ခရီးခန့်သို့ရောက်၍နေလေပြီကျုံးရောလမ်းမြေနေရာစဲဖြစ်ကျွန်တော်စာဖိန်ကိုရှာကြည့်လိုက်၏ကျွန်တော်ညာဘက်ဂိုက်တရာခန့်အကွာတွင်မြင်တွေ့ရသည့်သူသည်ကျွန်တော်ကိုလမ်းလက်ပြ၏ကျွန်တော်ပြန်ပြလိုက်၏ ကျွန်တော် secret တောင်းချင်စိတ်ပေါ်လာ၏ရေလုံးအိမ်မှ secret တလေးကိုမီးညီးပြီးတောင်းလိုက်၏ဖောင်မှဆင်ကြနိုင်သည့်အန်ရီကိုတရိယာပြီးဖောင်ဝေးတွင်ခြိထားသောကြိုးဖြင့်ကျွန်တော်ကားကိုပတ်ချီလိုက်၏ထို့နောက်ရိတ်ခါအိမ်မှအုံးသီးတစ်စိတ်ကိုထုတ်ပြီးကြိုက်ဝါလိုက်၏တစ်စက္ကန့်အတွင်းမိတို့ဖြစ်သွားသည်မသိကျွန်တော်ဖောင်မှပြောင်းပြန်လန်သွား၏ကျွန်တော်ရေထဲရောက်သွား၏ဖောင်အုံးမှထွက်နိုင်ရန်ကြိုးစားရ၏မရကားတွင်ဖောင်နှင်းတွဲ၍ခြိထားသောကြိုးခံနေသည့်ဖြင့်ကိုကိုကိုတုံးမိသည်လို့ဖြစ်နေ၏ကျွန်တော်အလွန်ထူပူသွား၏အစွမ်းကုန်ယုံ၍မရရေထဲမုန်းလာလိမ့်မည် ကံဥပင်ဆိုရမည်ကားချိုးပြေသွား၏ကျွန်တော်ဖောင်တပတ်တွင်တွေ့ပြီးလေဝါအောင်ရှူလိုက်၏ထိုနောက်ပြောင်းပြန်လန်နေသောဖောင်ပေါ်ပြန်တက်ပြီးပြန်ထိုင်နေလိုက်၏အချိန်မှာ9နိုင်ထိုးလို့ပြီးနေဘူးရှိန်မှာပြင်းထန်စားပြူလိုက်ခန္ဓာကိုယ်ပေါ်ပိုင်းတစ်ခုလုံးမှပူချက်၍လိုက်ကျွန်တော်မလှုပ်ရဲစစောကားကဲ့သို့တစ်ချိန်ပြန်မှောက်သွား၏မိကိုဆို၍ပြန်ကြိုင်ထိုင်နေရ၏ထိုနေ့တစ်နေ့လုံးမှာငရဲခံနေရသကဲ့သို့ဖြစ်၏နေတံပြည့်တစ်နေ့လုံးမီးလောင်ခံနေရပါသည် ညနေ၄နာရီထိုတော့မီကျွန်တော်အလွန်စားလာ၏ရိတ်ခါအိမ်မှာဖောင်အောက်တွင်ရှိနေ၏လေကိုပြန်လာနိုင်မှရိတ်ခါကိုရပေးမည်မထလာမီ၃လရက်ကလေ့ကျင့်ထားသည့်အကျိုးဆိုရမည်ကျွန်တော်အောင်မြင်စွာဖောင်ကိုမူလအနေထားအမှန်တို့ရောက်အောင်ပြန်လာနိုင်ခဲ့၏ကျွန်တော်သည်အလုံးပိတ်အိမ်မှရေအနှဲငယ်ကိုထုတ်ရတောင်းလိုက်၏ညနေ၆နာရီထိုးလေပြီးနေဝင်တော့မီကျွန်တော်စာဖိန်ကိုလှမ်းလက်ပြလိုက်၏သူကလည်းပြန်ပြ၏နေဝင်သွားပြီးအလင်းအောင်မရှိတော့ဒဝင်ချန်နှင့်ဖြောင်းစိတ်ကျဲများကိုမြင်ရ၏ရာခိုးနာရီထိုးလင်းလာထွက်လာ၏ ျွန်တော်စာဖိန်းကိုလိုက်ရှာကြည့်မတွေ့ရဘေးလိုက်ပင်တစ်ခုလုံးမှလာရောင်ကြောင့်ငွေရောင်တောင်းလျက်ရှိရာသီဥတုမှတဖြည်းဖြည်းအေးလာ၏ညတကောင်ချိန်ရောက်လင်ပိုအေးလာ၏မခံမရနိုင်အောင်ရှိလာ၏လေမှာတဖြည်းဖြည်းပိုထန်လာသည်ကျွန်တော်ဤဖောင်မျောနှုတ်မှပုံမြန်လာသလိုထင်မိ၏အာယုံချင်းခဲ့ပြီမကြမီနေထွက်တော့မီနေထွက်လာပြီအဝေးတွင်ကန်းကိုလမ်းမြင်လာရ၏ကျွန်တော်စာဖိန်းကိုလိုက်ရှာကြည့်ကျွန်တော်ရှိကိုင်းနေရာခန့်တွင်သူဖောင်ပေါ်ဒူးထောက်ထိုင်ပြီးကံဘတ်သို့လှမ်းကြည့်နေသည်ကိုတွေ့ရ၏ ကျွန်တော်အုံတိစိတ်တစ်ခုကိုထုတ်ပြီးနနက်စာဖြစ်စားလိုက်ဤမနက်စင်နာ ਈ ထိုးလူလေးပြီးအပူဓာမမနိကခဲ့သူပင်ပြင်းထန်ခဲ့ပြန်ဤသို့တော့ကံသူမြင်နေရပြီဖြစ်၍ကြမ်းကြမ်းခံနိုင်ဤကျွန်တော်ဒီဝထားသည့်ဆွဲတာအင်းကြီးကိုချုပ်ပြီးလက်နှစ်ဖက်ဖြင့်ဖြန့်ကန်၍လှေရွက်ခဲ့သူလောက်လိုက်ဤအနေငယ်ပုံမြန်လာသလိုထင်မိစာဖိုင်းမှာကျွန်တော်ရှေ့ခိုင်းနေရာခန့်တွင်ရှိတပြေးပြေးသူနှင်းပုံနီလာဤရှေးမှာကန်းနေလဲမဝေးတော့တေတော်များကိုလည်းတဲခွဲစွာမြင်နေရလိမ့်ပြီမကြမီငှက်အုပ်ကြီးများကိုမြင်ရ၏အရေအတွက်မှာတောင်းချီရှိမည်ဟုထင်ရ၏ ကန်းရင်းပုံနည်းခဲ့ပြန်၏မကြမီဖောင်မှာရှေ့ကိုဆက်မရွေတော့ရေတိမ်မှရောက်၍တောင်းတင်သွားပြီဖြစ်ရန်ရှိကန်းရင်းလည်းဂိုက်တရားပဲမဝေးတော့ကျွန်တော်စာဖိန်ရှိရာသို့လမ်းကြည့်လိုက်၏ကျွန်တော်ညာဘက်ဂိုက်တရားခန့်တွင်မရှိလိမ့်ပြီဒီရေကြသွားပြီကျွန်တော်တို့ဖောင်မှာရွှေ့မြေပေါ်၌ကြံရည်၏နောက်တစ်ချိန်ဒီပြန်တက်သည့်အထိစောင့်ရအောင်ပြီအချိန်မှာနေ့လယ်နာရီကန်းတွင်ဖြစ်၏နေမှာချစ်ချစ်တော့ပုံနေ၏အစောဆုံးညနေ၄နာရီတွင်ဒီပြန်တက်ပြီးမိုးမချုပ်မီကျွန်တော်တို့ကုန်းပေါ်ရောက်သွားကြပြီဖြစ် ကျွန်တော်ဆာဖေးရှိယာတို့လမ်းကြည့်လိုက်ဤသူဖောင်ပေါ်မှဆင်းနေသည်ကိုတွေ့ရ၏ကျွန်တော်အလွန်ထိတ်လန့်သွားသည်ဤဒေသမှနုံများမှအလွန်ပြော့သည်လူလျှောက်သွားရင်မရရှောက်လိုက်သည်နှင့်နေဝင်သွားမည်ထို့သောဆင်းမလျှောက်ရန်လန်ချမ်းနှင့်ကျွန်တော်သူ့ကိုအသေးချာသတိပေးခဲ့ကြသည်မဟုတ်လားကျွန်တော်အတန်ကုန်အော်၍သူ့ကိုဖောင်ပေါ်ပြန်တက်ရန်သတိပေး၏မရသူမကြားဂုံးရှိယာတို့ရှောက်ရန်ကြိုးစားနေသည်ကိုတွေ့ရ၏ကျွန်တော်အတန်ကုန်အော်ပြန်၏မရ သူနုံနဲ့နေဝင်စားပြုလိပြီကျွန်တော်ကိုလှမ်းကြည့်နေဤနောက်ရုံထွက်ရန်ကြိုးစားပြန်ဤပိုနေဝင်သွားပြန်ဤကျွန်တော်သည်ကျွန်တော်ဖောင်ဘေးမှနုံများကိုလက်တစ်ဖက်ဖြင့်ရက်ပြီးစာဖိန်ဖောင်ရှိရာသို့ရွှေသွားရန်ကြိုးစားဤရွှေတော်လည်းရွှေတီဆိုုံများရွှေဤကျွန်တော်ဆန်းကုန်ကြိုးစားဤဆယ်ကိုင်းများရွှေသွားဤကျွန်တော်ထက်ကြိုးစားပြန်ဤငါးကိုင်းခန့်ရွှေသွားပြန်ဤထိုချိန်၌လက်များမှလည်းမလုံနိုင်လောက်အောင်ပင်ပန်းလာလိပြီး စာပိုင်းခဏကောမှာယခုရင်ပတ်မြပေါ်တော့ဤတပြေးပြေးနုံအတွင်းသို့နေဝင်သွားနေသည်မှာစိတ်မချမ်းသာစရာမြင်နေရဤသူရုံးထွက်ရန်မကြိုးစားသင့်ရှော့မော်တွင်လှဲမောက်အိတ်ချရန်ကြိုးစားသင့်ကျွန်တော်လမ်းဟောပြောဤသူမကြားဒီတက်လာဤကျွန်တော်တို့ဘဝဝိညာဉ်မှာရှော့များမှာရေတိသဖြင့်ပိုပြောသွားဤထို့ကြောင့်စာပိုင်းခဏကောမှာပို၍နေဝင်သွားဤလဲပင်သာပေါ်တော့သည်ကျွန်တော်မကြံတတ်သောဘေးကနိုများကိုရက်ပြီးတုထန်သူရေသွားနိုင်ရန်ကြိုးစားပြန်ဤဖောင်မာ၍နေတော်လဲထုံးစံတိုင်းပက်ကြီး၍နေတလို၍နေဤ စာဖိန်းနေငိုင်၄၀ပင်မဝေးတော့သူမျက်လုံးများမှာကျွန်တော်ကိုစိုက်ကြည့်နေဤခေါင်းခါပြဤလိုင်းတစ်ချက်ဖုံးလိုက်ပြန်ဤကျွန်တော်ဖောင်မှာရှေ့သို့ငါးကိုင်းများရုတ်တရက်ရွေသွားဤထိုချိန်၌စာဖိန်းကိုလှမ်းကြည့်လိုက်လျင်မမြင်ရတော့နုံတွဲ၌လုံးဝမျက်ဝင်သွားလိမ့်ပြီကျွန်တော်အော်၍ငိုလိုက်ချင်သူတေပြီကန်းကိုချောမစွာရောက်ပြီးကုန်းမအပေါ်ရောက်ရန်ဂိုက်တရာအလိုရောက်မှသိရှာသည်ကန်းစိုးလိုက်ရှာသည့်တငယ်ချင်းစာဖိန် လိုင်းသမားဒီကျွန်တော်ဖောင်ကိုကုန်းမှရှိရာသို့ချီမှသွား၏မင်းနေပိုင်းအတွင်းမှပင်တစ်ပင်များရှိရာကုန်းမှပေါ်သို့ရောက်သွားလိမ့်မည်အလင်းရောင်မှလည်းပျောက်တော့မီကျွန်တော်ဖောင်ပေါ်မှကုန်းမှပေါ်ချေထားလိုက်၏